ေခုံးကင်ထားလို့ဆိုရင်တီးကိုတည်တည်နဲ့ setting လေးခုဒီနေ့မှပြောပြပေးမယ်အဲ့တော့ဘယ် setting တွေပါလဲဆိုတာကိုကျွန်တော်တို့ကြည့်လိုက်အောင် Yangon Mobile Store ပထမဆုံးတစ်ခုကတော့ကျွန်တော်လူတွေတော်တော်များများမေးနေကြတယ်ကျွန်တော်တို့ဖုန်းလိုင်း flat me လာအောင်ဘယ်လိုမျိုးလုပ်လဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်လောလောဆယ်တော့ကျွန်တော် Vivo ဖုန်းတွေအတွက်ပဲပြောပြလိုက်မယ်အဲ့တော့ကြည့်လိုက်အောင်အဲ့တော့ကျွန်တော်က Vivo ရဲ့နောက်ဆုံးထွက်ထားတဲ့ Vivo V15 နဲ့ပဲလုပ်ပြလိုက်မယ် အာစကားမဆက်ဒီဖုန်းကြီးကတော်တော်လေးကင်မရာကောင်းတယ်ပေါ့နော်အဲ့တော့ကိုရှိကိုဖုန်းဝင်လာရင်ဘယ်လိုမျိုး flash meme အောင်လုပ်အောင်လဲဆိုတာကိုပြောပြပေးမယ်ကျွန်တော်ပထမဆုံး setting နဲ့ဝင်လိုက် setting နဲ့ဝင်ပြီးတော့ hold off ဆုံးကိုဆွဲချပြီးတော့ကျွန်တော်တို့ shotgun accessibility ဆိုတာရှိတယ်အဲ့ထဲကိုဆက်ဝင်လိုက်ဆက်ဝင်ပြီးတော့ကျွန်တော်တို့ hold off ဆုံးကိုဆွဲချလိုက်ဒီမှာ flash notification ဆိုတာရှိရပေါ့နော်အဲ့ထဲလေးကိုဆက်ဝင်လိုက်အဒီမှာဆိုရင်ကျွန်တော် incoming call နဲ့ message ဆိုတာလေးရှိရယ်ကိုကဖုန်းခေါ်တဲ့အချိန်မှာ flammy လင်းနေတယ်ဆိုရင် incoming call ကိုနှိပ်လိုက်ချန်နယ်ကိုနှိပ် message ပါဖြစ်ချင်တယ်ဆိုရင်တော့ message ကိုပါထပ်နေလိုက်ဒါဆိုရင်တော့ကြပါပြီဒုတိယတစ်ခုကကိုက classroom နေဒါမှမဟုတ် meeting room နေရောက်နေတဲ့အချိန်မှာကိုသိကျင်တဲ့အကြောင်းအရာနေရာကိုရောက်သွားလို့ကိုက record မြင်မြန်ဆန်းဆန်းဖမ်းကျင်တယ်ဆိုရင်ဘယ်လိုမျိုး vivo phone တွေမှာဖမ်းလို့ရလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်အဲ့တော့ကြည့်လိုက်အောင်အဲ့တော့ကိုက record တွေပါဖမ်းကျင်ဘယ်လိုမျိုးမြင်မြန်ဆန်းဆန်းဖမ်းလို့ရလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်အဲ့တော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်ပြီးကြရင်ဟိုအောက်ဆုံးဆွဲချပြီးတော့ဒီမှာ shocker accessibility ဆိုတာရှိတယ်အဲ့ထဲကိုဆက်ဝင်လိုက် စောင့်ဝင်ပြီးတော့ကျွန်တော်တို့ quick action ဆိုတာလေးရှိရပါတော့เนาะဒီမှာ quick action ဆိုတာရှိတယ်ဒီထဲဝင်လိုက်ဒီမှာ quick action ကိုချမ်းတော်နှိပ်ပြလိုက်ပါအဲဒါဆိုရင်တော့သူရှိမှာကျွန်တော်တို့ရွေးချယ်စရာ၄ခုရှိတယ်ကျွန်တော် record ဖမ်းမှာဆိုတော့ record လေးကိုရွေးထားပဲအဲဒါလေးကိုကိုက record တွေမြင်းမြန်ဆန်ဖမ်းနေဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ကိုကဖုန်းကိုပိတ်ထားဆိုရင်တော့ကိုရဲ့ volume down key ကိုဖိနှိပ်လိုက်မယ်ဆိုရင်ဒီမှာ record ဖမ်းသွားမှာဖြစ်ပါတယ်အဲ့တော့မြင်းမြန်ဆန်ဆန် record ပို့ပြီးတော့ဖမ်းလို့ရတာပေါ့နောက်တစ်ခုကတော့ smash slide ပါ ဒါလေးကဘယ်နေရာမှာသုံးဝင်တာလဲဆိုတော့ဥမာကိုက Facebook သုံးနေတဲ့အချိန်မှာ Viber ထဲဝင်ချင်လာတယ်။အဲ့ခါကျရင်ကိုကဒီက Facebook ကနေတစ်ခါထွက်ပြီးကြမှ Viber ကိုတစ်ခါတည်းဝင်ဒီလိုမျိုးက step တွေကလည်းများတယ်အလုံးရှုပ်တယ်ဆိုရင်အဲ့လိုမျိုးမလုပ်ချင်ဘူးဆိုရင်ခုနက်က smash slide ပါလေးကိုဒီဘက်ထောင်လေးကနေပြီးတော့ဆွဲလိုက်ပြီးတော့ application တစ်ခုကနေတစ်ခုကိုမြဲမြဲဆက်ဆက်အခုပြောင်းလုပ်လို့ရတယ်အဲ့တော့ဘယ်လိုမျိုးဖွင့်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်ကြည့်လိုက်အောင်အဲ့တော့ဒီအသုံးဝင်တဲ့ smart slide ပါလေးကိုဘယ်လိုမျိုးဖွင့်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်အဲ့တော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ် ဒီကြရင်အောက်ကိုဆွဲချပြီးတော့ကျွန်တော်တို့ shocking accessibility သွားရှိတယ်။အဲ့ထဲကိုဆက်ဝင်လိုက်။ဒီကြရင်ကျွန်တော်တို့ဒီမှာ smash slide bar ဆိုတာလေးကိုတွေ့နေမယ်။အားလေးကိုဝင်ပြလိုက်။ဒီကြရင် smash slide bar လေးကိုချမ်းလုံလုပ်ပြလိုက်။အားဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းရဲ့ညာဘက်ထောင်လေးမှာကျွန်တော်တို့ဒီမှာ slide bar လေးတစ်ခုပေါ်လာပြီ။ဥမာကိုကကျွန်တော်ကဥမာ Facebook တုံးနေတဲ့အချိန်မှာကျွန်တော်က YouTube ကြည့်နေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်နှုတ်မှတ်ချင်တာပဲဖြစ်ဖြစ်ဆိုရင်ဒါလေးကိုနှိပ်လိုက်တာနဲ့ချက်ချင်းပေါ်လာမယ်။အဲ့ခါကျရင်ကိုကနှုတ်တွေကိုလွတ်လွတ်ကူကူမှတ်လိုက်အောင်မယ်။တော်တော်လေး convenient ဖြစ်တယ်ပေါ့နော်။ အဲ့လိုမှမဟုတ်ဘူးကိုကဒီညဘက်တောက်မှာမထားချင်ဘူးဆိုရင်လည်းကိုကြိုက်တဲ့နေရာမှာလိုမျိုးရွှေ့ပြီးတော့ထားလို့ရတယ်။ကျွန်တော်လေးမိုက်ပါတယ်။နောက်တစ်ခုကတော့ကိုက Vivo ဖုန်းကိုဆက်ဆက်ချင်းဝယ်လိုက်ရင်ကြုံရတဲ့ပြဿနာ။အဲ့ဒါဘာလဲဆိုတော့ကိုက power button ကိုဖိပြီးတော့နှိပ်လိုက်ရင်ကျွန်တော် power menu ပေါ်မလာဘဲနဲ့ Google Assistant ခေါ်တာဒါမှမဟုတ် Gemini ကိုခေါ်တာဒီလိုမျိုးဖြစ်နေတယ်။အဲ့တော့ကိုကမကြိုက်ဘူး။ power menu ခေါ်တာပဲပြောင်းကျင်နေဆိုရင်ဘယ်လိုမျိုးပြောင်းအောင်လဲဆိုတော့ကျွန်တော်အခုပြောပြပေးမယ်။အဲ့တော့ကြည့်လိုက်အောင်။အဲ့တော့ကိုက Vivo ဖုန်းကိုဆက်ဆက်ချင်းဝယ်လိုက်ပြီးတော့ power button ကိုကျွန်တော်ဖိနှိပ်လိုက်မယ်ဆိုရင် အာဒီလိုမျိုး Gemini ကိုခေါ်တာဖြစ်နေတယ်ပေါ့နော်အဲ့ဒါကိုကိုကမကြိုက်ဘူးပြင်းနေတဲ့ဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်ပြီးကျရင်ကျွန်တော်အောက်ကိုဆွဲချပြီးတော့ဒီမှာ shortcut accessibility ပါရှိတယ်အဲ့ထက်ဆက်ဝင်လိုက်ပြီးကျရင်ဒီမှာ power button ဆိုတာရှိတယ်ပေါ့နော်အဲ့ထက်လေးဆက်ဝင်ပေးလိုက်အာဒီမှာဆိုရင်ကျူးရှိမှာက launch google assistant ဆိုတာဖြစ်နေတယ်အဲ့တော့ကိုက power menu ကိုလိုချင်တာဆိုရင်ဒီမှာ launch power menu ဆိုတာအပေါ်မှာရှိတယ်အဲ့လေးကိုနှိပ်ပေးလိုက် အဲ့ဆိုရင်ကိုက power button ကိုဖိနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ power menu ကပေါ်လာမှာဖြစ်ပါတယ်အဲ့တော့ကိုက turn off လုပ်ချင်ရင် လုပ်လို့ရတယ် reset လုပ်ချင်လည်းလုပ်လို့ရတယ်ဒါလေးကတော့ vivo phone ကင်ထားလို့ဆိုရင်တိကိုတည်တည်နဲ့အချက်၄ချက်လေးကိုပြောပြခဲ့ရပြီဖြစ်ပါတယ်ကျွန်တော်နောက်ထပ် video မှာလည်းနောက်ထပ် setting တွေအကြောင်းကိုပြောပြပြရမှာလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါလို့ပြောနေပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်အောင်ခံပါ